နေဆက်ကုံတွေးလမ်းပိုက်မှာရှိတဲ့တင်းနှားရီမြို့နယ်တိန်ခွန်ရွာမှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားတွေနဲ့တော်လှန်ရေးတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဇွန်လ၄ရက်နေ့မနက်၁၇နာရီဝန်းကျင်မှာတိန်ခွန်းရွာအရှိဖက်ချံကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားတွေနဲ့တော်လှန်ရေးတပ်တို့၂နာရီလောက်အကြာတိုက်ပွဲဖြစ်ပွားခဲ့တာပါ။မောတောင်မြို့ဖက်မှာရှိတဲ့တိန်ခွန်းရွာအရှိဖက်ချံကိုတော်လှန်ရေးတပ်တွေကထိန်းချုပ်ထားပြီး၆နှစ်ပေါက်ရွာဖက်မှာရှိတဲ့တိန်ခွန်းရွာအနောက်ဖက်ချံကိုတော့စစ်ကောင်စီတပ်ကထိန်းချုပ်ထားပါတယ်။တိုက်ပွဲအတွင်းတော်လန်ရင်တက်ဖက်ကထိခိုက်မှုမရှိပေမဲ့စစ်ကောင်စီဘက်ကထိခိုက်မှုကိုတော့စုံစမ်းနေဆဲဖြစ်တယ်လို့တော်လန်ရင်တက်ဖက်ဝင်တချို့ကဆိုပါတယ် တိုက်ပွဲဖြစ်ပွားနေချိန်မှာစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့ဒရုန်းတွေလွတ်တင်တော့ကိုလည်းတွေ့ရတယ်လို့ဒေသခံတချို့ကပြောပါတယ်။စစ်ကောင်စီတပ်ဟာထိုင်းမြန်မာနယ်စပ်ကုန်းသွယ်ရေးလမ်းဖြစ်တဲ့တနင်္သာရီထုံခေါမောတောင်လမ်းပိုင်းကိုပြန်ထိန်းချုပ်ဖို့ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလကတည်းကအင်အားရချီတုံးပြီးစစ်ကြောင်းထိုးနေတဲ့အတွက်တိမ်ခုံးရွာနဲ့အနီးဝန်းကျင်ရွာတွေမှာတိုက်ပွဲတွေဆက်တိုက်ဖြစ်နေတာပါ။ ဒီလိုလချီကြတိုက်ပွဲပြင်းထန်ခဲ့တဲ့အတွက်ဒေသခံရွာသားတွေလက်ရှိအချိန်ထိရွာလုံးကျွတ်ဆက်ပြီးရှောင်ဝင်ကြရပါတယ်။